ထရန့်ပြောတဲ့စကားတွေကတခုမှယုံလို့မရပါဘူးဆိုတော့သူကိုယ်တိုင်လက်မှတ်ထိုးပြီးတော့အမိန့်ထုတ်တဲ့အမိန့်ကိုတော့မှနှစ်ရက်လောက်အတွင်းမှာပြန်ပြောင်းတာ20 20 20ခိုင်နှုန်းအခုကောက်မယ်မဟုတ်တော့ဒီအောင်ပြန်25ခိုင်နှုန်းကောက်မယ်မဟုတ်တော့ဒါကအပြန်အလှန်သူတွေနဲ့ကိုယ်တွေပြန်အကုန်တော့မယ်မဟုတ်တော့ပြန်ဘူး20ခိုင်နှုန်းပြန်ဖြစ်သွားတယ်အဲမဟုတ်တော့တလအဲ့ဒီအပေါ်မှာအဲ့ဒီဟာကိုဖြတ်လိုက်ပြီးတော့ဒါကတလလုံးငင်းချမ်းသာပြန်ပေးမယ်အဲလုံးငင်းခွင့်အခုလုံးငင်းခွင့်ပေးမယ်ဖြစ်သွားတယ်ဆိုတော့ခဏတိုင်းပြောင်းနေတဲ့ဒီ ထရမ့်ရဲ့ဒီလိုရတယ်သူတို့ခံမှန်းလို့မရပါဘူးတဲ့ဒါကြောင့်မို့လို့ထရမ့်ရဲ့ပြောစကားတွေတခုမှယုံလို့မရဘူးဆိုတဲ့အဖြစ်ထွက်တယ်ဆိုပြီးတော့ဒါစီးပွားရေးပညာရှင်တွေကတုံ့တကြတယ်ဒီပြီးတော့နေ့နေ့ဘာဆက်ဖြစ်အောင်မလဲမသိဘူးဆိုပြီးတော့အခုကားကုမ္ပဏီပိုင်ရှင်တွေကနောက်ကားထုတ်လို့ရေးကုမ္ပဏီတွေကစိုးရိမ်နေကြတော့တွေ့ရတာပေါ့နော်သူတို့ဒီလိုစီးပွားရေးကမောက်ကမဖြစ်ကုန်တော့ပထမဦးဆုံးထိခိုက်တာက stop စီးပါလို့ထရမ့်ကသူဒီဒီကောက်ပွဲနိုင်ပြီးတော့ပေါ့နော်သမရစန်းသက်ဆောင်မချင်းမချင်းဆိုရင်ကြားပါဘောဒီငါတော့သမရမဖြစ်သေးဘူးအခု stop စီးတက်နေတယ် ငါသမရဖြစ်ရင်တော့ store ဈေးလူတွေအကုန်လုံးချမ်းသာတော့မယ်ဆိုတော့ तू ကပေးခြင်းနဲ့ message ပါဒါပေမဲ့အခုလောလောဆယ်ဒီအခု तू အောက်ခုံတွေနဲ့ပတ်သက်ပြီးလောက်တော့ store စီးတာအကုန်လုံးထိုးကြတယ်အဲ့တော့ခုနကပြောခဲ့တာကတော့ Trump ကမဟာဗျူဟာအစည်းအဝေးမရှိဘူးပေါ့ဆိုတော့အဲကြောင့်မလို့လုတ်ချင်တာလုတ်နေတယ်ဆိုတော့အယူဆသူ့ကိုခံမှန်းလို့မရအောင်လုပ်နေတယ်ဆိုပြီးပြောကြတယ်ဆိုတော့ဒီနေ့အပြင်တော့ရန်သူကခံမှန်းလို့မရရင်ကိုလုတ်ချင်တာလုတ်လို့ရတယ်ဒါကြောင့်မလို့ Trump ရဲ့မဟာဗျူဟာကဒါမတိကြမရည်ရမှုကစားရတယ်ပေါ့မတိကြမရည်ရမှုကိုလက်နဲ့ပြအသုံးပြရဆိုပြီးဇီဝရေးသမားတွေကဇီဝရေးပညာရှင်တွေကတုံ့တက်ပါဒါတခုပေါ့နော်